နေအောင်မှာဖုံးဖုံးတရားအစကားတိုင်မပြောရလို့မှားသွားတာရှိရင်တောင်းမှမှာအဲတဲ့တယ်လို့ပြောအော်ဟိုတပည့်တော်ဒီဟိုဖျားပွဲနှခါတက်ဖူးပါတယ်ဟိုပထမတပွဲကတော့ရှန်သာနာတိကရဲ့ဟိုရှန်သာနာတိကဟိုဟာလုတ်တဲ့ဟိုဒီသူကြီးမြေမှာလုတ်တဲ့ဟာပွဲတပွဲမှာတက်ဖူးပါတယ်အခုဒါဒုတိယအကြိမ်ဒါဘဝမှာတက်ဖူးတော့ပါဘောဘောအော်ဟိုအခုဖုံးဖုံးတို့ပေးတဲ့တရားလေးတွေလည်းတော်တော်လေးကောင်းပါတယ်ခင်ဗျအော်တပည့်တော်တခုသိချင်တာ curious ပါဟို ဖမောကုဒီလိုပြောတဲ့အခါကျတော့ ਈ ဘာရှင်းရလဲကောင်းတယ်ဒါဘွဲတွေလည်းရထားတယ်ဘာဖြစ်လို့ဒီတာနာပြုတဲ့လုပ်ငန်းကိုယူရလဲဆိုတော့ဒါနံပါတ်1မိကုန်ပါခင်ဗျာဒါတော့အရန် personal ဖြစ်သွားရင်မဖြေတော့တကနေအောင်ပထမမိကုန် straight to the point ဆိုရင်ငငယ်တော့လေဟိုကလေးတွေရဲ့ imagination ကလေးတွေ dream ဖမောဆောင်လည်းဖြစ်ခြင်းတယ်စစ်ဖို့လည်းဖြစ်ခြင်းတယ် ။နောက်ပြီးတော့ engineer လည်းဖြစ်ခြင်းလေ။ကိုရှိမှတွေ့တဲ့ဟာလေ။ဟို role model ရှာနေတဲ့အချိန်မှာတွေ့တာအကုန်လုံးဖြစ်ခြင်း။နောက်ဆုံးတော့ဘသူ့သွားတွေ့တော့ဆိုတော့နိုင်ငံခြားဆရာတော်ကြီးတပါးရေးတဲ့စာအုပ်။ဟာဒါနိုင်ငံခြားရေးတယ်။နောက်တရားတော်ကြောင့်အဲ့စာဖုံးဖို့မဖတ်တတ်ပါဘူး။အဲ့ဒီကတွေ့ပြီးတော့နိုင်ငံခြားမှာအရန်တာနာပြုတ်ခြင်းတယ်။ဒါ7နှစ်သားလောက်ဖြစ်မယ်တဲ့ နိုင်ငံအရန်တာနာဖြစ်ခြင်းမာစီဆရာတို့ဤတို့နိုင်ငံသွားပြီးတော့နိုင်ငံသားတွေကိုတရားဟောပြီးအကြည့်တော့ I I just want to do that အဲ့ဒါလို့ခြင်းအဲ့လို့ခြင်းပြီးတော့ဟိုဘာပဲလို့လို့ပေါ့နော်စိတ်ကအဲ့ကိုရောက်နေတယ်ဒါကြောင့် um ဒီလောက်ကိုလုတ်တယ်ဒီလောက်ကို enjoy တယ်ဆိုပါတော့ဒီလောက်ကို enjoy တယ်ဆိုပါတော့အမ်အများကြီးလက်ကံကောင်းတယ်လို့ယူဆပါတယ် ဒီဖြစ်ကျင်တဲ့အထက်မှာဒီဖြစ်ကျင်တဲ့အခုခုဖြစ်တဲ့ဟာပေါ့ခုဖုံးဖုံးဖြစ်တဲ့ဟာအဲ့ဒါကိုဖုံးဖုံးဟာအမ် hindsight နဲ့ပဲပြန်ပြန်ကြည့်ကြည့်အခုလက်ရှိနေတာဟာပဲပြန်ကြည့်ကြည့်အဲကျင်တ်တယ်ကျင်တ်တယ်